အဲကျွန်တော်တို့ဘီဒင်းဆရာတွေတော်တော်များများအများစုအနေနဲ့ဆရာကင်လက်ဆွဲရတရာလေးတွေဆိုတာရှိပါတယ် အဲကျွန်တော်တို့ပုံမှန်လိုင်းပေါ်မှာတင်နေကြရတရာမျိုးတွေမဟုတ်ဖဲနဲ့ဒါကိုယ့်ရဲ့ဟောကန်းကိုလာရောက်ပြီးတော့မှဘီဒီမင်းမြန်တဲ့သူတွေဒါကိုယ့်စီမှာအထူးတက်လေလာရောက်ပြီးတော့မှအဲ့လိုဘီဒီမင်းမြန်တိုင်မင်ဆွေးနွေးလေးရှိတဲ့လူတွေကိုမှအဲ့လိုမျိုးပေးလေးရှိတဲ့ဆရာကိုင်းအထူးလက်ဆွဲရတရာဆိုတာရှိပါတယ်အဲအဓိကဆိုလိုချင်တာတော့ဗျာဥပမာလိုင်းပေါ်မှာဆိုလို့ရှိရင်ရတရာလေးတွေတင်ထားတယ်အဲသို့မဟုတ်အဲဒါဥပမာစီဝါလက်လာပါတိုးတက်စီဖို့အတွက်ရတရာလေးတွေတင်တယ်ငွေကြီးအဆင်ပြေစီဖို့အတွက်ရတရာလေးတွေတင်တယ်ကံကောင်းစီဖို့အတွက်ရတရာလေးတွေတင်တယ်အဲဒါလေးတွေကလည်းဒါသူ့အနေနဲ့သူအဆင်ပြေတဲ့ထူ းကြတဲ့ကောင်းမွန်တဲ့ရတရားလေးတွေကိုပဲဒီဘိနင်းစရာအများစုကတင်တာဒါကျွန်တော်ဆိုလို့ရှိရင်လည်းထို့အတူပဲအဲ line ပေါ်မှာဒါရတရားလေးတွေငွေကြေးနဲ့ပတ်သက်တဲ့ရတရားလေးတွေတဏိတာရတရားလေးတွေစသဖြင့်ပေါ်ပြာနော်စီးပွားလက်လာပါတိုးတက်ဖို့အတွက်ဒါကျွန်တော်တို့ကိုအားပေးနေတဲ့လူတယောက်ချင်းစီတိုင်းဒါအစဉ်ပြေစီဖို့ရန်အလုံးကဒီလိုမျိုး Facebook တွေပေါ်မှာတင်ကြတယ် YouTube တွေပေါ်မှာတင်ပြီးတော့မှအမျှဝေကြတယ်အဲဒီလိုမျိုးလေးတွေများသောအားဖြင့်ဒါလုံးလေးရှိတယ်အဲ့ဒါကကျတော့တသက်တပိုင်း ဒီကျွန်တော်တို့ရဲ့ဟောကန်းမှာပေါ့နော်ဒါဆိုကျွန်တော်ဟောကန်းထဲမှာကျွန်တော်ဗီဒီယိုရိုက်နေကျွန်တော်တို့ရဲ့ဟောကန်းမှာဒါဘီနီလာရောက်ပြီးတော့မှတီးတန့်ပေါ့ဗျာနော်ကျွန်တော်တို့ ਨੇ တွေ့ဆုံဆွေးနွေးမီးမြတ်တဲ့သူတွေကိုပေးတဲ့ရည်ရည်လေးတွေဆိုတာလက်တတ်တက်ကိုရှိတယ်ဟိုရက်စကားနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဆရာသားခြံထားတဲ့ပသဘောတရားလေးတွေပေါ့နော်ဟိုလိုင်းပေါ်မှာလည်းရည်ရည်လေးတွေတင်လိုက်တယ်အဲကျွန်တော်တို့ page မှာလည်းရရလေးတွေတင်နေရရလေးတွေကိုလည်းဒါ view file လေးတွေမျှဝေလိုက်တယ်အဲဒါပေမဲ့လည်းအဲ့လိုမျိုးကိုယ့်စီကိုအထူးတလဲဒါဘယင်လာရောက်ပြီးတော့မှတွက်ချက်မေးမြန်းတဲ့သူတွေကိုလည်းအဲကျွန်တော်တို့ကရရလေးတွေပေးရတာလေးတွေလည်းရှိသေးတာကိုအဲ့လိုမျိုးပေး းတဲ့အခါမှာကြာရင်အလိုင်းပေါ်မှာတင်းတဲ့ရရရီမဟုတ်ဘူး တကယ်ကိုကောင်းပေးညွန်ပေးဆိုတဲ့ယတရာမျိုးတွေဆရာသားခြံလိုင်းမပေါ်မှာမတင်မဲနဲ့ဆရာသားခြံထားတယ်ဆိုတဲ့ယတရာမျိုးတွေကိုများတော့ဖြစ်ပေးကြတာပေါ့နော်ဆိုတော့အဲ့လိုမျိုးဆရာကင်လက်ဆွဲယတရာတွေကိုကြတော့အဲ့ဘေးရင်ဆရာတော်တော်များများကလိုင်းပေါ်မှာမတင်ဘူးဘာလို့ဆိုတော့ဟိုအဲ့ရဟာလေးလေးရှင့်နေမှာလဲဘေးရင်ဆရာလေးတွေကနည်းနည်းအသက်ရှူချောင်တာလေးပေါ့နော်ဒါကတော့ပုံမှန်လေးလေးပဲပြတာကျွန်တော်မရှက်တတ်ဘူးမလိမ့်လဲမနေညာဘူးဗျာနော်အဲ့လိုပုံစံမျိုးတွေရှိသမျှယတရာတွေအကုန်လုံးလိုင်းပေါ်မှာတင်လိုက်လို့ရှိရင်လေကိုယ်စီဘေးရင်လာမိမဲ့သူမရှိရင်လေအစင်ကဘေးရင်ဆရာတွေဆိုတော့ဘေးရင်မဲ့ဟောတာလေးနော်အစင်ကမပြူးဒီနော်အဲ့ဆိုတော့ဘေးရင်လာမိမဲ့သူ လေးတွေလည်းရှိမှဟောတချို့ရရလေးဆိုထုတ်ပြောပေးတာဘရားလေးဆိုဘလို့လုပ်ပါလေးဘလို့ကောင်းနေဘာညာအဲပြောပေးရတဲ့အဲအခက်တဲ့မျိုးလေးတွေလည်းရှိတယ်ပေါ့နော်ဒါလေးကတော့ဟိုဘေးနေဆရာတွေရဲ့သဘောတရားလေးကိုနားလည်အောင်ရှင်းပြပေးတာပါဆိုလိုချင်တာတော့အဲ့လိုမျိုးဆရာကိုင်းလက်ဆွဲရရတွေကိုဟိုဘဲဆရာမျိုးမှမှ line ပေါ်မှာတိတ်ပြီးတော့မတင်ဘူးအဲလူအများသိအောင်အဲ့လို public ကြီးမှာချမပြဘူး ဟောကန်းကိုလာကြတဲ့အဲ့လိုအထူးတက်လယ်ပေါ့ဗျာနော်ဆွေးနွေးကြတဲ့မိတ်ဆွေတွေကိုများတော့ဖြင့်ပေးလေးရှိတယ်အဲဒါပေမဲ့ကျွန်တော်အခုကပေါ့နော်ဒီအခုဒီနေ့ကပေါ့နော်ကျွန်တော်ဆွေးမွေးချက်လေးတစ်ခုချလိုက်တာအဲဒါဒီဗီဒီယိုရိုက်နေတဲ့အချိန်ကကျွန်တော်တို့ဒီကိုဟိုဟာကိုရက်နေ့အဲကိုဟိုဟာကိုကိုရက်နေ့မြန်မာလိုလည်းကိုအင်းလေးတို့ကို60နေကြတဲ့နေ့မှာဒါဗီဒီယိုလေးရိုက်နေတာဆိုတော့ဒီနေ့လေးမှာကျွန်တော်ဖျားရှိကိုအတိတ်ထံဝင်တာလေးတွေကျွန်တော်လုပ်ဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတွေကိုလည်းဒါကျွန်တော်ကိုယ်တိုင်အသုံးပြုပြီးတော့ ကျွန်တော်ရဟောကန်းမှာလာရောက်မေးမြန်းတဲ့ဗီဒီမေးမြန်းတဲ့သူတွေကိုပေးလေရှိတဲ့ဒါကျွန်တော်ကိုယ်တိုင်လည်းအသုံးပြုတယ်ဗီဒီမေးမြန်းတဲ့သူတွေလို့ပေးတယ်ဒါကျွန်တော်နဲ့သီးသန့်ဆွေးနွေးမဲ့သူတွေကိုပဲကျွန်တော်ပေးတဲ့ရတရားနော်ဆရာကိုင်လက်ဆွဲရတရားလေးတစ်ခုမိတ်ဆွေတွေကိုကျွန်တော်ဖောက်တဲ့ပြန်ချပြီးမှဖြစ်ပါတယ်အဓိကတော့မိတ်ဆွေတွေကိုမျှဝေပေးချင်တာဖြစ်ပါတယ်ဒါကြောင့်လဲဆိုတော့အဲကျွန်တော်ဒိတ်ထန်လေးတစ်ခုလည်းဝင်ထားတယ်အဲဒီနောက်ပိုင်းကနေစပြီးတော့မှကျွန်တော်တို့ အခက်ခဲရှိတဲ့မိတ်ဆွေတွေဒါအဆင်မပြေတဲ့မိတ်ဆွေလေးတွေဒါကျွန်တော်တို့ကူညီမယ်ဆိုတဲ့အကြောင်းလေးတွေလည်းကျွန်တော်အတိတ်ထံဝင်တဲ့ဟာလေးတွေရှိတယ်ကျွန်တော်တို့အခုဆိုလို့ရှိရင်ဖះရှင်ကိုနေတာကျွန်တော်အခုဒီအပိုင်းတွေမှာဖះတရားလေးတွေပို့လုံးဖြစ်တယ်ပေါ့ဗျာအဲ့လိုမျိုးလေးနဲ့ကျွန်တော်တို့ဆက်ဆက်ပြီးတော့မှဒါရတရားလေးကိုမိတ်ဆွေတွေကိုမျှဝေပေးချင်တာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်မျှဝေပေးမယ့်ရတရားကတကယ်ပေါ့ပေါ့ပဲပဲတော့မဟုတ်ဘူးအရန်အသုံးဝင်ပြီးတော့အရန်အကျိုးရှိသည်မဲ့ရတရားခေါင်းလေးတစ်ခုဖြစ်ပါသေးပေါ့နော်ဆိုတော့မိတ်ဆွေတို့ဒီရတရားလေးကိုတော့ပေါ့ပေါ့တန်တန်လေးတော့မထားသေးခြင်းမူအကယ်၍ကျွန်တော်အခုမျှဝေပေးတော့မယ့်ရတရားလေးကိုမိတ်ဆွေတို့ရတရားလေးလိုက်လုံးမယ်ဆိုရင်တော့ တတိချာချာလေးကိုယုံကြည်ကြည်လေးလေးနက်နက်လေးနဲ့လှုပ်စီခြင်းနဲ့ဒါမိတ်ဆွေတို့နဲ့ကျွန်တော်နဲ့အခုဗီဒီယိုလေးကိုကြည့်နေနေဒါကျွန်တော်ဒီမှာအခုပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေတွေကကျွန်တော်စီမှာဖေးရင်မေးမြန်းထားတဲ့လူတွေလို့ပဲကျွန်တော်အသတ်မှတ်လိုက်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်ပြန်နေပြီးတော့မှမျှော်ဝေပေးတာပါနော်โอเคပါအဲ့ရတရားအဲ့ရတရားလေးကျွန်တော်မျှော်ဝေပေးပါမယ်နော်မိတ်ဆွေတို့တေချာလေးအဲ့ရတရားကိုလိုက်လုပ်ပေးပါရတရားလေးရဲ့ပုံစံလေးကကျွန်တော်ကဘယ်လိုလဲဆိုတော့အဓိကကတော့ तू ကကန်ပွင့်လက်ပွင့်အတွက်ပါတယ်စီးပွားတက်ဖို့အတွက်ပါတယ် ဟိုကျွန်တော်ရေဗီဒီယိုဟောကတ်မှာဗျာဘင်းလာမီတဲ့သူတွေထဲမှာဆိုလို့ရှိရင်ဆရာရေကျွန်မအခုလက်တော်တော်စီးပွားရေးတွေလည်းကြနေတယ်အရင်လအရင်လကတော့ဒီအဆင်ပြေသေးတယ်ဒီလာတဲ့ကိုစရောက်ပြီးတော့ ਨੇ ဘလို့ဖြစ်လို့ဖြစ်မှမသိဘူးစီးပွားရေးကအဆင်မပြေတော့ချက်ချင်းလက်ငင်းကြီးကိုစီးပွားကြသွားသလိုဖြစ်သွားတာဆရာရေအင်းဒီလိုမျိုးလေးတွေပေါ့နော်လာရောက်ကြတဲ့မိတ်ဆွေတွေကိုကျွန်တော်အမြဲတမ်း ပေးလေးရှိတယ်ရတရားလေးဖြစ်ပါတယ်အရင်ကတော့မခတ်တော့မခတ်ဘူးပေါ့နော်နည်းနည်းလေးတော့နည်းနည်းလေးတော့လှုပ်လှုပ်လှုပ်ရမယ်ဗျဒါပေမဲ့အခက်အခဲကြီးရတရားမျိုးမဟုတ်ဘူးနော်အဲ့ဒါလေးကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်နော်တေချာလေးရေုံကြီးကြီးလေးလေးသားသားလေးနဲ့ဒီရတရားလေးကိုပြုလုပ်ပေးဖို့အတွက်အာကျွန်တော်တို့ဖိတ်မှန်တကပြုပါတယ်နော်ဆိုတော့ okay ရတရားလေးကိုပြုလုပ်ရမှာကျတော့ကိုယ့်ရဲ့မွေးတဲ့နေ့မှာပြုလုပ်ရမှာပါ ဆိုတော့လတ်တလမှာဆိုလို့ရှိရင်ကျွန်တော်တရက်နေ့ရနေပြီးမှ30ရက်နေတိရှိတယ်ဆိုတော့ဒီလိုမျိုးလတ်တလအနေနဲ့မှာဆိုလို့ရှိရင်အဲ့ခရီးရတစ်ခေါက်ပဲလုပ်လို့ရတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့မွေးတဲ့နေ့ကအဲကျွန်တော်တို့ဒီလတ်တလမှာဆိုလို့ရှိရင်တစ်ခါပဲရှိမှာမဟုတ်လို့လေနော်ဆိုတော့မိတ်ဆွေကဥပမာ25ရက်နေ့မှာမွေးတဲ့သူဆိုရင်ဒါဒီလ25ရက်နေ့မှာရရလုပ်လို့ရတယ် မိတ်ဆွေကအဲတရက်နေ့မှာမွေးရသူဆိုလို့ရှင်ဒါ3 17လပိုင်းနဲ့မှာတော့မိတ်ဆွေဒီကြေတရားကိုလုံးလုံးမရတော့နောက်လာမယ့်17လပိုင်းတရက်နေ့မှာမိတ်ဆွေဒီကြေတရားကိုလုံးအောင်မှာကျွန်တော်ပြောချင်တာကိုမိတ်ဆွေတို့နားလည်လားနော်โอเคဆိုတော့ကိုယ့်ရဲ့မွေးရက်နေ့မှာလုံးအောင်မှာကိုက26မှာမွေးရဆိုရင်လတ်တလရဲ့26ရက်နေ့မှာတော့ကိုကိုရိုင်းက15ရက်နေ့မှာမွေးရဆိုရင်ဒါလတ်တလရဲ့15ရက်နေ့မှာတော့ကိုကိုရိုင်းကဒါ9ရက်နေ့မှာမွေးရဆိုလို့ရှင်ဒါဒီလ17လပိုင်းနေ့မှာကျတော့9ရက်နေ့ကကျော်သွားပြီတိနော်အဲဆိုတော့ဒီကြေတရားလုံးလုံးမရတော့အဲ့လိုမျိုးလေးပေါ့နော်ဆိုလို့ချင်တာတော့အဓိကကိုယ့်ရဲ့မွေးတဲ့နေ့ပေါ့နော်မွေးတဲ့နေ့မျိုးမှာရက်တရားလေးကိုပြုလို့ မှာဖြစ်ပါတယ်ခင်ဗျာရတရားလေးစလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကစိတ်အေးလက်အေးလေးဖြစ်ဖို့တော့လိုအပ်တယ်အလုပ်ကိစ္စလေးတွေခဏလေးခေါင်းထဲမှာထုတ်ထားအဲကိုယ့်အနေနဲ့အတွေးလေးတွေကိုလည်းကြည်လင်အောင်လေးထားထားဆိုတော့အကောင်းဆုံးကတော့ကိုယ်လက်အင်ကတန်ရှင်းရေးလုပ်ပြီးတော့အများသောအဖြစ်ရီချိုးလိုက်တာပေါ့ဗျာနော်ဆိုတော့ရတရားလေးစလုပ်မယ်နေ့မှာကျွန်တော်တို့မနက်ခင်းဒါစောစောလေးပဲစောစောလေးပေါ့နော်မနက်ခင်းစောစောလေးဒါ၈နာရီ၉နာရီ၁၀နာရီပေါ့ဗျာနော်ဒါလိုမျိုးအချိန်ခါလေးမှာ ကျွန်တော်တို့ရေမိုးချိုကိုလက်တန်စင်တာလေးတွေပြုလုပ်လိုက်မယ်ပြုလုပ်ပြီးတော့မှကိုယ့်ရဲ့အိမ်ကဖျားကန်းเนาะဖျားကန်းနေရာလေးကိုကိုယ်ကသွားလိုက်မယ်ကျွန်တော်တို့မြတ်စွာဘုရားရှင်ရဲ့ဒါရှေးမောက်မှာကျွန်တော်တို့ဒါတင်မလင်းလေးခွေပြီးတော့ထိုင်တာပဲဖြစ်ဖြစ်ပေါ့เนาะကိုယ်အလင်းသိတယ်လို့လေးကျွန်တော်ထိုင်လိုက်မယ်ထိုင်ပြီးတော့မှဖျားရှစ်ခိုးရမှာဖြစ်ပါတယ်ဖျားရှစ်ခိုးတာကကြတော့ဟိုကိုပေါ့เนาะမိမိကိုယ်တိုင်ကဘယ်လိုပြောမလဲအမြဲတစေကိုရှစ်ခိုးလေးရှိတဲ့နီလန်လေးအတိုင်းပဲပထမဦးဆုံးလေးအပြင်းဆုံးဖျားရှစ်ခိုးတာမျိုးလေးပြုလုပ်လိုက်ပါဖျားရှစ်ခိုးပြီးသွားပြီဆိုလို့ရှင်မိတ်ဆွေတို့၅ပါးသီလခံယူဖို့မမေ့ပါနဲ့เนาะဆိုတော့၅ပါးသီလခံယူဖျားရှစ်ခိုးတာလေးပြု လုပ်ပြီးပါခင်ဗျာအားလုံးမျိုးလေးပြုလုပ်ပြီးပြီဆိုတာနဲ့ကိုနှစ်သက်ရာဂုံတော်တစ်ခုခုကိုရုတ်ဖက်ပူတော်ပြီးမှပွားများပေးရမှာဖြစ်ပါတယ်အများကြီးရုတ်ဖို့မလိုပါဘူးကျွန်တော်တို့အတုံအတူအတူချုပ်လောက်လေးရုတ်လိုက်မယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်နော်โอเคဒီထိရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကရရလေးလောက်ရမယ်အဆင်လာပြီနော်ဆိုတော့ကိုကကိုယ့်အိမ်မှာရှိတဲ့ဖျားကိုလှူဖို့အတွက်ဒါအနနနာ၅ဘာကိုရည်သူးပြီးတော့မှဖျောင်းနိုင်ဆိုလို့ရှိရင်လေ၅တိုင်အမွေးတိုင်ဆိုလို့ရှိရင်လေ၅တိုင်ရည်ချမ်းဆိုလို့ရှိရင်လေ၅ကွက်ဆိုလို့ရှိရင်တော့တောက်တော်ရင်၅ကွက် ်နော်ပြီးတော့ကျတော့စွန်းချုချင်းခဲတစ်သီးခဲပွဲစသဖြင့်ဒါလေးတွေကိုမိတ်ဆွေတို့ကအလင်းတက်တယ်လို့လေမြတ်စွာဘုရားမှာပြင်ဆင်ရမယ်ပေါ့နော်အဲ့လိုလေးပြင်ဆင်ပါအဲ့လိုစွန်းတို့ဒီတစ်သီးခဲပွဲတွေကကျတော့ကျွန်တော်တို့ဘုရားမရှိခိုးရင်လည်းကြိုးပြီးမှတော့ပြင်ထားအောင်ပါပေါ့နော်ဒီဖျောင်းနိုင်ထွန်းတာတို့အမွေရန်ထွန်းတာတို့အကြီးချမ်းကတ္တာမျိုးလေးရကြတော့ဒီကျွန်တော်တို့ခုနကပြောသလိုဂုံတော်တွေရုပ်ဖက်တရဇယ်ပြီးသွားပြီးပြီးတော့ဘုရားရှိခိုးပြီးသွားပြီးတော့ငါးပါးတိတာခံယူပြီးသွားပြီးဆိုလို့ရှိရင်ဒါဖျောင်းနိုင်လေးစပြီးမှထွန်းလိုက်ပေါ့နော်အဲ့လိုလေးထွန်းလို့ရပါတယ် Okay. နောက်တစ်ခုကကျတော့အဋိဌံဒါအဋိဌံဝင်တာတော့မဟုတ်ဘူးဗောနော်သူကရေရလေးစလုပ်ပြီးရေရလေးစလုပ်ပြီးဆိုတာနဲ့အဲ့လိုမျိုးလေးကျွန်တော်တို့ကပြုတ်လုပြီးသွားပြီဆိုလို့ရှိရင်စက်ကူလေးတွေကစက်ကူလေးတွေကလိုရမယ် A4 စက်ကူဆိုလို့ရှိရင်အဆင်ပြေစက်ကူလေးကဗျောင်လေးဖြစ်ရမှာဗောနော်မြင်းချောင်းတွေပါလေပါလို့မရအောင်မြင်းချောင်းဆိုတာဖြတ်တဲ့သဘောတွေကကိုကနာမည်ရေးလိုက်မြင်းချောင်းကြီးပါလေကိုယ့်ရဲ့နာမည်ယူမြင်းချောင်းကြီးကဖြတ်သွားမှာလေနော်အဲ့လိုမျိုးကြီးကကျတော့အဆင်မပြေဘူးဆိုတော့ကိုကအ A4 စက်ကူလေးရဲ့ shopping လေးရဲ့ကိုကျွန်တော်တို့ရှေ့မှာချထားဖျားတွေပါရှိကိုးလိုက်မယ်ကရော့လိုက်မယ်အကုန်လုံးတွေပါပွားများလိုက်မယ်အဲ့ဒါတွေအကုန်လုံးစီမီတွေပါညာတွေထုံးတာတွေအကုန်လုံးပြုတ်လုပ်ပြီးသွားပြီ ီဆိုတာ ਨੇ အဲ့တော့ကျွန်တော်တို့ဒီရှေ့မှာရှိတဲ့ A4 ပေါ်မှာကိုယ့်ရဲ့နာမည်လေးရေးနော်ကိုယ့်ရဲ့နာမည်လေးရေးလိုက်မယ် shopping လေးနဲ့ပေါ့နော် A4 စာရွက်လေးအကြီးလည်းမလိုဘူးဗျာတိတ်တိတ်လောက်ပဲနော်၃လမှတ်ပတ်လေး၄လမှတ်ပတ်လေးလောက်ဆိုအဆင်ပြေအဲ့လိုမျိုးလေးမှာနာမည်၊မူဝါဒကိရိနေနံလေးရေးပါရေးပြီးသွားပြီဆိုတော့ ਨੇ ကိုယ်ကစုတောင်းရမှာပေါ့နော်ဆိုတော့ကိုယ်အခုလက်ရှိဒါငွေချင်းနဲ့ပတ်သက်လို့အခက်အခဲလေးတွေကြုံနေရတဲ့ဒါအဆင်ပြေပါလေးဆိုတဲ့အကြောင်းဒါလုပ်ငန်းလေးတွေကအခါအခုမှဆိုလို့ရှိရင်နည်းနည်းလေးလုပ်ငန်းလေးတွေ time by နေသူခံစားရတယ်လုပ်ငန်းလေးမှာလက်လာပါလေးတွေပြန်ပြီးတော့မှပွင့်လန်းပါလေးဆိုတဲ့အကြောင်းလေးတွေဒါစုတောင်းမြစ်တာပို့တာပေးရမှာဖြစ်ပါ ါတယ်အဓိကဆုတောင်းရတာပေါ့နော်ဆာရလေးပေါ်မှာဘောပင်လေးနဲ့အသုံးမဟုတ်ဖလော့ပင်လေးနဲ့နာမည်မွေးတက်ကလေးနိနံမောင်ဘရူဘရူဘရူမွေးတက်ကလေးကဘယ်နှစ်ဘယ်နှစ်ဘယ်နှစ်လပိုင်းဘယ်နှစ်ခုနှစ်ဘာနေသားနော်ပြီးလို့ရှိရင်အောက်ကနေပြီးတော့ အဲဆူတောင်းတဲ့စာလေးပေါ့နော်အဲ့လိုမျိုးလေးရေးပြီးရမှာဖြစ်ပါတယ်အဲ့ဒီဆူတောင်းစာလေးရေးပြီးပြီးသွားပြီဆိုလို့ရှိရင်ကိုကတခြားလေးစာလေးကိုတခြားလေးကင်ပြီးတော့မှကိုကဆူတောင်းပေါ့နော်မြတ်စွာဘုရားရှင်ရှိဆူတောင်းပေးရမှာဖြစ်ပါတယ်အလုတ်ကင်လေးဆင်းပြီးပါသည်ဝီကျလလာပါတူပါပါသည်ဒီလိုလေးဆူတောင်းပေးရမှာပါအဲ့လိုမျိုးဆူတောင်းပေးပြီးသွားပြီဆိုရင်အဲ့ဒီကျွန်တော်နာမည်မွေးတက်ကြတဲ့နေ့နဲ့ရေးထားတဲ့စက်ကူအပိုင်းအစာလေးကိုကြတော့ကိုအိတ်တဲ့အိယာရဲ့ခေါင်းအုံးလေးအောက်မှာထားအိတ်ပေးရမှာဖြစ်ပါတယ်အိယာအဲ့ဒီခထားအိယာမဲ့အချိန်ကာလကြတော့9ရက်တိတိထားအိယာမှာဖြစ်ပါတယ်ခင်ဗျ ဆိုတော့စက်ကူအပိုင်းစာလေးနာမည်မူသက်ကလေးနေနဲ့ရေးထားတယ်စုတောင်းစာလေးရေးထားတယ်စက်ကူအပိုင်းစာလေးကိုရတရားဆက်လုပ်တဲ့နေရာနေပြီးတော့မှခုနှစ်ရက်တည်တည်ကိုယ့်ရဲ့အိတ်တဲ့ခေါင်းလေးရဲ့အောက်လေးမှာထားအိပ်ပြီးရမှဖြစ်ပါတယ်ခေါင်းကိုအဖုံးရှင်လေးခေါင်းကိုအဖုံးလေးကိုအဲ့စက်ကူလေးကိုထိုးလိုက်လို့ရတယ်ကျွန်တော်ပြောတာမျက်လုံးထဲကိုမြင်မလားတော့မသိဘူးเนาะအဲ့လိုလေခေါင်းလေးထဲမှာစက်ကူလေးထိုးထားပြီးတော့မှအဲကျွန်တော်တို့စုတောင်းပေါ့ဗျာညာအိတ်ခံနေတိုင်းဆိုလို့ခေါင်းလေးကိုလက်လေးနဲ့ပုတ်ပြီးတော့မှအဲစီဝါလေးပြန်ဆင်ပြပါစေငွေကြေးဆင်ပြပါစေဒီလိုလေးတွေကျွန်တော်စုတောင်းလို့ရပါတယ်ဆိုတော့ခုနှစ်ရက်ပြည့်သွားပြီဆိုလို့ရှိရင်အဲ့စက်ကူလေးကိုပြန်နှုတ်စွန့်ညင်စွန့်နိုင်လို့ရတယ်တော့မဟုတ်ပြန်ထည့်ထားခြင်းလည်းရတယ်ပြဿနာမရှိဘူးခု နှစ်ရပြည့်လို့ရှင်ရရရပြီးသွားပြီအဲဆိုအဲ့ရရရလေးပြီးသွားပြီးတဲ့အချိန်ကာလကနေစပြီးတော့မှမိမိရဲ့စီးပွားရေးမှာထိုင်မိုင်းနေတဲ့အရာလေးတွေပြန်အဆင်ပြေလာမယ်ဒါဈေးအယောင်းဝယ်လောက်ကန်နေတဲ့သူလို့ရှင်လည်းဈေးအယောင်းပန်းရောင်းပန်းဝယ်ပန်းလေးတွေပြန်ပွင့်လာမယ်စီးပွားလက်လာပါလေးတွေပြန်ပြီးတော့မှတိုးတက်လာစေမယ်ပေါ့ဗျာနော်ဒီလိုမျိုးရရရလေးဖြစ်ပါတယ်ခင်ဗျဒါဒီရရရလေးကို ကျွန်တော်ရဲ့ page ကအားပေးနေတဲ့မိတ်ဆွေတွေဒါကျွန်တော်ရဲ့ YouTube channel လေးကအားပေးနေတဲ့မိတ်ဆွေတွေအသိရှိဖို့အတွက်တည်တည်ချာချာလေးနဲ့လည်းမိတ်ဆွေတို့ပြုလုပ်ပေးပါဆိုတဲ့အကြောင်းလေးလည်းမိတ်ဆွေတို့ကိုအသိပေးရှင်းတာလေးရောပြီးတော့ဒီရေတရာလေးကိုကျွန်တော်မျှဝေပေးရှင်းတဲ့အတွက်ကြောင့်ရောဒါဒီ video လေးကို season ပေးလိုက်ဖြစ်တာဖြစ်ပါတယ်ခင်ဗျโอเคอ่าอ่าဆိုရင်မိတ်ဆွေတို့ရတရာလေးတော့ဟိုရမယ်လို့တော့ထင်တယ်เนาะမိတ်ဆွေတို့နားလည်မယ်လို့တော့ထင်တယ်เนาะโอเคပါโอเคကျေးဇူးများပြီးတင်ပါတယ်မိတ်ဆွေတွေเนาะโอเคဒီ video လေးကိုမိတ်ဆွေတို့အမျှဝေသွားတာမျိုးတွေပါတွေက လှုပ်ချင်တယ်လှုပ်လို့ရတယ်မလှုပ်ချင်တယ်မလှုပ်လို့ရတယ်ဘောနော်ပြဿနာတော့မရှိပါဘူးနော်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးများကြီးပဲတင်ပါတယ်ခင်ဗျ